ဒီဘုံဟာ100အေဆုံးတကယ်မပါဘူးတကယ်မပါဘူးဆိုပေမဲ့တုံးချင်တော့တုံးလို့ရတယ်နားရှုပ်သွားလာတော့မသိဘူးတေချာပြောပြမယ် right ပါ let's talk about tech ပစ်စေဆိုတာငကိုရေကသူ့ရဲ့ကင်မရာကြောင့်မလို့နာမည်တလုံးရှိပြီးသားထန်စာချစ်ဝိဖြစ်တာရဲ့တခြား flash တွေနဲ့ရှင်းလိုက်မယ်ဆိုရင် overall မှာတစင်းနေနေရအောင်လို့ကွက်ပြောက်လိုပုံစံမျိုးဖြစ်နေရပါဒါမဲ့ဒီနေ့မှာတော့ပီဇယ်ရဲ့စင်တီးပြဖြစ်တာရဲ့အခုလိုအရာ AI ဖြစ်နေချိန်မှာ Google Chrome နိုင်ရဲ့ powerful feature တွေကြောင့်မလို့အမထွက်ငယ်တွေကကြိုပြီးတော့ hype ခဲ့ကြတာပေါ့နော်ဒါမဲ့ဒီနေရာမှာ Google ကတကယ်ကိုမိုက်တယ်အဲဒီနေ့မှာလဲ Magic Joo တို့ Camera Guide တို့ပြီးတော့ AI Power 100 Pro X တို့စတဲ့ feature အသစ်တွေကိုလည်းချပြထားသေးတယ် အပြောတသက်တင်အားချောင်းတော့မဟုတ်ဘူးနော်လက်တွေ့အနေနဲ့လည်းတသိပြထားသေးတယ်။အရင်ဆုံးဒီဖိချာတွေကိုဘယ်လိုသုံးရမလဲဆိုတာကိုပြပြပေးမယ်။ဗီဒီယိုဆောင်မှာပြောခဲ့သလိုပဲ pin bar မျိုးတော့မဟုတ်ဘူး။တကယ်လို့သုံးချင်နေဆိုရင်ကိုယ့်အကောင် install လုပ် update လုပ်ရမယ့်အကွက်မျိုးပဲကွာ။အဲ့တော့အရေးကြီးတာတစ်ခုကတချို့ feature တွေမှာဆိုရင် install လုပ်ဖို့အတွက် US region ဖြစ်ရမှာလို့ပါလို့ရောရှိ။အရင်ဆုံးကိုပထမအဆုံးချပြလာတဲ့ handbrake zone မကြောင်ပြောပြမယ်။ event မှာတော့ကားလေးတစ်စီးကို handbrake zone နဲ့ဆွဲပြီးရိုက်လိုက်တဲ့အခါမှာထွက်လာတဲ့ပုံက quality ကောင်းလို့လို့ဆိုပြီးတော့ ပလောရိုက်ကုန်ကြတာအကုန်လုံးလက်မှတ်မိပါပါ right ကိုရိုက်ဒီကောင်ဆန်းကြည့်ရလဲတကယ်မိုက်တယ်သူ့ကိုပုံရိုက်တော့မယ်ဆိုလို့ရှိရင်20 megabits နဲ့ရိုက်မလား50 megabits နဲ့ရိုက်မလားဆိုရွေးလို့ရတယ်ဒါပေမဲ့တွင်းနေပဲရိုက်ရိုက်50နဲ့ပဲရိုက်ရိုက် 30hd ပဲပါတာကိုက software update လည်းမြင်ထားတယ်ကွာပြီးတော့ဟိုဒီမှာရှိရဲ့ camera app ကိုပါ update မြင်ထားတဲ့တန်းနဲ့မပါလာဘူးဆိုတော့ကြောင်သွားတာပေါ့အဲ့ဒါပြင်သူတို့ကြင်ညာထားတဲ့ camera guide ကပါပါမလားဆိုတော့တုံးကျင်နေဆိုရင် Play Store ကနေပြီးတော့မှ Face Camera Service ကို update လုပ်လိုက်မှပဲ camera guide ကပါလာတာ ဒါပေမဲ့ကင်မရာခိုက်သုံးလုံးရတဲ့အထိကိုနော်ဟန်ဒရိတ်ဆိုတာသုံးလုံးမရသေးဘူးဆိုတော့ဇုံးကိုရှေ့တုန်းနောက်ဆုံးလေးအတိုးချက်ကစားကြည့်ပြီးတော့မှ तू ကဟန်ဒရိတ်ပရဇုံးကိုဒေါင်းလုဒ်ဆွဲမလားဆိုရယ်စာလေးကပေါ်လာတာအားကြမှာပဲဒေါင်းလုဒ်ဆွဲပြီးသွားပြီဆိုမှသုံးလို့ရတာဆိုတော့ဒီနေရာမှာတခုရှိမှာက20 MBps နဲ့ရိုက်မယ်ဆိုလို့ရှိရင်ဟန်ဒရိတ်ဆိုတော့သုံးလို့ရတယ်ဆိုပေမဲ့50 MBps နဲ့ရိုက်မယ်ဆိုရင်တော့ 30Hz ပဲသုံးလို့ရတာပြောချင်တာကွာငါတို့လည်းဟန်ဒရိတ်ဆိုရတယ်ဆိုပြီးတော့မှလက်တလုံးကြားလောက်လိုက်တဲ့ပုံစံမျိုးပဲ ကိုကဘလဲရမလားမှတ်တယ်ကွာလက်လုံးကြလုံးလိုက်ရုံနဲ့မဟုတ်ဖဲနဲ့တကယ်တမ်းတုံးကြည့်တဲ့ခါမှာအယမ်းမိုက်တယ်သူ့ရဲ့အလုပ်လုပ်ပုံဟာဇုံဆွဲလိုက်တဲ့ပုံကို AI နဲ့ optimize လုပ်ပြီးတော့ထွက်လာတဲ့ပုံရဲ့ quality ကိုဆွဲတင်ပေးလိုက်တဲ့သဘောမျိုးပဲဟုတ်ဒီပုံမှာဆိုလို့ရှိရင်ဈေးကြိုပလာဇာကိုတိုက်တည်အများကြီးကြားရနေမြင်ရတယ်ဆိုုံလောက်ပဲဆိုတော့ဘာလို့မန်လီခေါ်ွားဆိုရင်ဆယ်ပြားခေါ်မလားဆယ်လန်းခေါ်မလားလမ်းဆယ်လန်းကနေပြီးတော့မှလှမ်းပြီးရိုက်ထားတဲ့ပုံကထွက်လာတဲ့ result ကဒီလိုပုံစံမျိုးထွက်လာတယ်အဲ့တော့ကိုကထင်လိုက်တာကတိုက်တည်မလို့မြင်ဒီလိုပုံစံမျိုးထွက်နေရလားပေါ့နော် တော့အဝေးမှာရှိနေတဲ့ monitor desktop မှာပုံနေတဲ့စာတွေကို zoom ဆွဲပြီးတော့လည်းရိုက်ကြည့်လိုက်သေးတယ်။အဲ့လိုရိုက်ကြည့်လိုက်တဲ့အခါမှာထွက်လာတဲ့ပုံတွေကတကယ်မိုက်တယ်။မြန်မာစာတွေဆိုရင်တော့မပီပြင်းဘူးဆိုပေမဲ့အင်္ဂလိပ်စာတွေကတော့ကောင်းကောင်းရှင်းရှင်းလေးကိုမြင်ရတယ်။အဲ့ဒါတွေမဟုတ်သေးဘဲနဲ့အဝေးမှာရှိနေတဲ့ degradation ပစ္စည်းတည်းတည်းလို့လေ right right ချိန်ပြီးတော့ရိုက်ကြည့်သေးတယ်။ရိုက်ကြည့်တဲ့အခါမှာထွက်လာတဲ့ပုံကဒီဒီကြပြီးတော့မှရှင်းရှင်းလင်းလင်းနဲ့မိုက်တယ်။အဲ့တော့ဒီလောက်ထိဒီဒီကြနေမှာတော့ဘယ်သူမှမပလိမ့်နိုင်တော့ဘူးလေ။ ။ငကိုရဲရမှာပုံရိုက်တယ်ဆိုတာပုံကောင်းကောင်းရဖို့ရိုက်ကြတာကွာ။အဲ့တော့ဟို hundred ဤဆုံးမပါတာတွေ AI လိုက်ပြင်ပေးရတော့ဘယ်သူမှလိုက်ပြီးသတိမရနိုင်တော့။နောက်ပြီး Samsung ရဲ့ S25 Ultra နဲ့ Google Pixel 10 Pro နဲ့ zoom ဆွဲပြီးတော့မှရှင်ရိုက်ကြည့်ခဲ့သေးတယ်။အဲ့နှစ်ခုမှာဆိုရင် zoom ဆွဲတော့နှစ်ခုလုံးတော့တိတ်ပြီးတော့မကွာဘူး။ဒါပေမဲ့ AI က processing cloud ပြီးတော့ထွက်လာတဲ့ပုံတော့မှာကြောင့် Google Pixel 10 Pro ကပိုပြီးကောင်းနေ။ဒါပေမဲ့ stabilization မှာတော့ Samsung ရဲ့ S25 Ultra ကိုတော့ပိုပြီးတော့မှတော့ကြိုက်တယ်။ ဒါတော့ဇုံဆွဲကြည့်ထားပါဘောเนาะတခြားဘာညာတွေမှာတော့ဘယ်လိုလာအောင်လဲဆိုတော့ full view ကြရင်တေချာလေးပြပြပေးပါမယ်။နောက်ထပ်ချပြထားတဲ့ကင်မရာကိုက်အကြောင်းပြပြမယ်။ကိုကပုံတပုံကိုချိန်လိုက်တယ်။ချိန်ပြီးသွားတဲ့ခါမှာကင်မရာကိုက်ကိုနှိပ်လိုက်ပြီးဆိုရတယ်ဘယ်လိုပုံစံမျိုးနဲ့ရိုက်ချင်လဲဆိုတာကိုအောက်ကနေ suggest ပေးလာလိမ့်မယ်။ idea ကနေကိုကြိုက်တာကိုရွေးလိုက်ပြီးဆိုရတဲ့ဇုံအတိုးချက်တွေရှေ့တိုးနောက်ဆုံးတွေဘယ်လိုလောက်အောင်လဲဆိုတာကိုပြပြပေးသွားမယ်။ပြီးတော့ငကိုရီးယားမှာပါလာတဲ့ Atmi feature ဆိုတာကလေဟို group selfie ပဲကိုကရိုက်တယ်ဆိုရင် cameraman မပါတဲ့ပြဿနာမျိုးဖြေရှင်းပေးနိုင်တယ်လို့ အခုကင်မရာဂိုက်ကလည်းပုံကောင်အမြဲတည်းသူတွေအတွက်ဆိုရင်တော့တကယ်ကိုအသုံးဝင်တယ်။ကင်မရာကြောင့်နေပြောပြီးသွားရင်ဆိုတော့ magic ကြောင်ဆက်ပြောလိုက်ရအောင်။သူ့ရဲ့အလုပ်လုပ်ပုံက device တစ်ခုလုံး AI နဲ့လွှမ်းရှုံလိုက်တဲ့ပုံစံမျိုးပဲ။ဥပမာကိုက email နဲ့တစ်ဆင့် online ကနေ flight ticket ဝယ်ထားရဆိုပါစို့။တယောက်ကကိုယ့်ရဲ့ address တွေ flight အချိန်တွေကိုမေးလာတဲ့အခါမျိုးမှာဆိုရင် auto answer ပေါ်လာပြီးတော့မှ suggest လုပ်ပြီးရတဲ့သဘောမျိုးပဲ။ဒီကောင်ကလည်းဘေးရင်ပါရာမျိုးတော့မဟုတ်ဘူး။တုံးကျင်နေဆိုရင် browser ထဲကိုဝင်ပြီးတော့ရင် apkmera.com နဲ့ကိုဝင်ပြီးတော့မှ device intelligence ဆိုပြီးရိုက်ရှာလိုက်ရိုက်ရှာပြီးတော့မှ download ဆေးရမှာအဲ့ဒါပြီးသွားပြီဆိုရင် Play Store မှာရှိရဲ့ APK Mera installer ဆိုတာကို download ဆွဲပြီးပြီဆိုမှဒီဘက်မှာရှိရဲ့ device intelligence ကို install လုပ်လို့ရမှာဒါ၄ခုလုံးပြီးသွားပြီဆိုရင်တော့ Magic Juice ဆိုပြီးတော့မှ setting ထဲမှာပေါ်လာပါပြီတခုရှိတာက ဒီကောင်က device intelligence ဆိုရယ်နာမည်အတိုင်းပဲ device based နဲ့ပဲအလုပ်လုပ်ပေးရပါဆိုတော့ cloud based နဲ့ရှင်းလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ data တွေ leak ဖြစ်မှာကိုစိတ်ပူစရာမလိုအဲ့တော့ Raygran လည်းဒီကောင်ကိုစမ်းလုံးမဲရှိသေးတာဆိုတော့ဒီကောင်ရဲ့အလုပ်လုပ်ပုံဘယ်လိုရှိလဲဆိုတာကို for you ကြရင်ပြန်ပြောပေးပါမယ်ခုပြောသွားတဲ့ feature တွေအကုန်လုံးခြုံငုံပြီးကြီးလိုက်မယ်ဆိုရင် pixel ဆိုတာကငကိုရီးယားမှာ camera နဲ့ပတ်သက်လာရင်ဆရာကြပြီးသားအဲ့ဒါအောင်မှာ AI နဲ့ပေါင်းပြီးတော့မှ level တကူမြင့်ပေးလိုက်တဲ့ပုံစံမျိုးပဲပြီးတော့အခုပြောသွားတဲ့ feature တွေကဖိအင်မပါတော့ install လုပ်ရတယ် update လုပ်ရတယ်နည်းနည်းတော့ရှုပ်တယ် ဆော့ပွဲပိုင်းရိုးရှင်းပြီးတော့ AI feature တွေပါတာကိုကြိုက်တယ်ဆိုပေမဲ့တခုချင်းစီ manual မလုပ်ရတဲ့3အတွက်ဆိုရင်တော့တကယ်ကိုတိုင်ပတ်နိုင်မယ့်အကွက်မျိုး Royal Grand စမ်းကြည့်တော့လည်း international မှာကိုယ့်ရဲ့ phone ကဒီ feature မရအောင်ဟို feature မရအောင်ဆိုပြီးတော့မှ forum တွေ discussion group တွေမှာ follow ရိုက်နေရတော့မြင်ရတယ်ဆိုတော့ကြည့်နေတဲ့3တွေထဲမှာရော100 zone ကိုဘယ်လိုမြင်လဲ တော့အခုလက်ရှိထွက်ထားတဲ့ AI feature ကိုတကယ်စရာအကြဆုံးလားဆိုတာကိုကိုယ့်ရဲ့အမြင်လေး share လုပ်သွားကြလို့ရပါတယ်။ Ryegrand နဲ့တေချာဆန်းပြီးတော့မှ Tensor G5 ရဲ့ performance ဘိုင်းနေတာမဲ့ဘိုင်းတွေကို video တစ်ခုနဲ့တူပြန်လာခဲ့ပါမယ်။